အဘတို့တက္ကပုံဝဲဒီစီစီပွဲ၌တဲ့ရောက်လာတဲ့ဆရာဆရာမားများတစ္ဆာစီသူတိမဲ့မင်းတို့ဘယ်လိုတစ္ဆာမဲ့သူရဲ့ဆိုရတဲ့အဘတို့သတိတက္ကာဆိုင်ကျွန်မင်းတို့နားထောင်ကြလိုက်ရှင်ဘုရားရှင်ဘုရားဒါရိုဒီရာဇဝတိဒီနေ့ဒီနေ့ဒီရက်ဒီရက်ဇေမသာဒီဇေမသာရေမန်တော်သစ္စာမန်တော်သစ္စာဘုရားမပြောကျင်တော့လည်းပဲပြောရပါဦးမယ်နော်တက်ရှိတွေထဲမှာမြတ်စွာဘုရားပြီးသွားရင် ယဟန်ဟာအမျက်ဆုံးဖြစ်ပါတယ်။ဒါကြောင့်ယဟန်ကမျက်ရတာလဲဆိုရင်ကြာခဲလာတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလို့ပဲဖြစ်ပါတယ်။ယဟန်ဘဝဟာဘယ်လောက်ထိရခဲသလဲဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားဟာဘုရားဖြစ်ဖို့လေးတင်ခြင်းနဲ့ကဘာတသိပါရမီဖြစ်ခြင်းစဉ်ကာလမှာယဟန်ဘဝကိုကိုးဘဝပဲရပါတယ်။အဲ့ဒါကိုကြည့်တော့အားဖြင့်ယဟန်ဘဝဆိုတာရခဲတယ်ဆိုတာထင်ရှားပါတယ်နော်။ အဲ့ဒီလိုရခဲ့တဲ့ယဟန်ဘောကမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလာပြီဆိုရင်မြတ်စွာဘုရားချမှတ်ပေးတဲ့ပရိယတိတာဝန်နဲ့ပရိပတိတာဝန်ဆိုတဲ့တာဝန်နှစ်ရပ်ကိုပဲထမ်းဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီတာဝန်နှစ်ရပ်ကိုမထမ်းဆောင်ဘဲနဲ့ကိုယ်ကိုင်းဒီကိုင်းရဲ့တပည့်အဖြစ်ခံယူပြီးတော့ဂိုင်းကနာတွေရဲ့တာဝန်တွေကိုထမ်းဆောင်နေမယ်ဆိုရင်ကိုတန်ဖို့ကိုချပြရရောက်ပါတယ်နော်။တကယ်တော့ဒီအလုပ်တွေဟာယဟန်နဲ့လုံးဝမတက်ဆိုင်ပါဘူး။ ဒီအလုပ်တွေဟာလူတွေနဲ့ပဲသက်ဆိုင်တာ ဖြစ်တဲ့အတွက်လူတွေပဲလုပ်ပါလိမ့်မယ်နော်အဲအဲ့ဒါလေးကိုတော့စေတနာနဲ့ပြောကြားပါရစေရှီခိုးကရော့တာရဲ့အနက်အတိတ်ပဲကိုရှင်းပြပေးပါလားဖေရတချို့ကထိုင်ပြီးရှီခိုးဥချကရော့လိုက်တာနဲ့ဘာအကျိုးထူးမှလဲဆိုပြီးပြောနေကြလို့ပါတဲ့ရှီခိုးတာနဲ့ကရော့တာသဘောတရားမတူဘူးနော်ရှီခိုးတယ်ဆိုတာက ဖရာတရားတန်ခါမိဘဆရာနဲ့တီလာရှိတဲ့သူတွေရဲ့ဂုဏ်ကျေးဇူးကိုအယုဒေပေးတဲ့သဘောကိုပြောတာနော်ကတော့တယ်ဆိုတာကဖရာတရားတန်ခါမိဘဆရာနဲ့တီလာရှိတဲ့သူတွေကိုပြမစော်ကားမိမယ်ဆိုရင်အဲ့ဒီပြမစော်ကားမိတဲ့အဖြစ်တွေပပျောက်ပါစေခြင်းအကျိုးဟာဝန်ချတောင်းပန်တဲ့သဘောကိုပြောတာဘာအကျိုးထူးမှလဲဆိုရင်ဓမ္မပဒပါဠိတော်မှာရှ िख ိုးကတော့တဲ့ပုဂ္ဂိုလ်တွေဟာ ၁၁အသက်ရှိခြင်း၂အစင်းလှခြင်း၃ချမ်းသာကြည်ခြင်း၄ခွန်အားပလကြည်ခြင်းဆိုတဲ့အကျိုးတရား၄မျိုးကိုရရှိစေနိုင်ကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါကြောင့်ရှ िख ိုးကြတော့တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာဤအကျိုး၄မျိုးကိုရရှိစေပါတယ်။နော်။အရှင်ဘုရားလူကြီးလူငယ်တွေကများသောအားဖြင့်စိတ်တစ်ခုလူ90လို့ဆိုလို့ရှိပါတယ်။တပည့်တော်ကတော့စိတ်အချင်း89ပါးခု စိတ်တခုရုပ်90လို့သိထားပါတယ်အဖြေမှန်ကိုဖြည့်ပြီးတော်မူပါဖရာတဲ့မှန်ပါတယ်နော်စိတ်ရချင်း89ပါဆိုတာကာမစိတ်54ပါရူပစိတ်15ပါအရူပစိတ်12ပါလောဘဒရာစိတ်10ပါပေါင်း89ပါဖြစ်ပါတယ်ဤ89ပါကိုပဲစိတ်ရချင်း89ပါလို့ဆိုလိုတာပါအဆိုပါစိတ်ရချင်း89ပါသည်90ပြည့်ဖို့တခုရုပ်လျော့နေတာကြောင့်စိတ်တခုရုပ်90လို့ဆိုလိုခြင်းဖြစ်ပါတယ် ဒါကြောင့်မတ်ပိုင်ရှင်ရဲ့အဆိုဟာမှန်ပါတယ်နော်သိပ္ပံပညာရှင်ရောစိတ်ပညာရှင်ရောဘသူ့ကိုပဲသွားမိဒီနေ့ဒီခေတ်မှာပညာရှင်တိုင်းလို့ပြောမိုင်းဖူနက်စ်ရားထိုင်တဲ့စက်ပေါ်တဲ့အဲ့ဒါကိုမတိုက်တော့တဲ့ပြီးတော့ရှိဖို့ရှိရောအဲ့လိုကျင်တာပါဦးဇင်းတို့ဗုဒ္ဓဘာသာလေးကိုဝင်တရားမလို့ဘူးအဓိကမြတ်သားပြားဟောတဲ့တရားတွေကို လောကလူသားတွေလိုက်နာကျင့်သုံးဖို့ပဲလို့တာဖြစ်ပါဟုတ် ဒီတတိပဋ္ဌာန်ဆိုရင်ဒီတစ်နှစ်ကတခါအင်္ဂလန်နိုင်ငံမှာဖြစ်သွားသေးတယ်ပြဿနာအဲ့ဒီအဲ့ဒီပညာရှင်တွေကမြတ်တပြရဲ့တတိပဋ္ဌာန်ကိုတုံးပြီးတော့ mindfulness based stress reduction ပေါ့ MBSR ဆိုတဲ့ကုထုံးကိုသူတို့ထွင်တယ်ထွင်တဲ့အခါမှာဗုဒ္ဓဘာသာရှင်ပညာရှင်တွေကဒါကိုဗုဒ္ဓကုထုံးပြတက်မှတ်ပေးဆိုပြောတဲ့အခါမှာသူတို့တကားများကြတယ်ပေါ့တစ်ဖက်ကလည်းမတက်မှတ်ရှင်ဘူးဘာကြောင့်မတက်မှတ်ရှင်တာလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာဆိုတဲ့အမိတက်လိုက်လို့ရှိရင်တဲ့ ဟိုတခြားသောပါတော်ဝင်တွေစိတ်မဝင်စားမှကိုစိုးလို့တပတ်ကပညာရှင်တွေကညင်းတယ်ပေါ့ဒါလည်းမှန်တယ်ဦးတင်ကထင်ထင်တာပဲဘုရားဘာသာဝါကြီးရင်လည်းမှန်တယ်သူတို့ဖျားရဲ့နိသနစ်ကိုသူတို့ဖျားဖြစ်တတ်မှတ်ပြီးဝင်တောင်းဆိုတာပေါ့ဟိုဘက်ကလည်းအများအမြင်နဲ့တတ်မှတ်တဲ့ခါမှာနှစ်ဘက်သုံးမှန်လို့ထင်တယ်တခါတော့ကဟို2009ခုနှစ်လောက်ကပေါ့ဘုရားဘာသာကိုကပအကောင်းဆုံးဘာသာဖြစ်တတ်မှတ်တဲ့ခါမှာလည်းအဲဒီကမှဟိုကျူးဖုံကြီးလားခွင့်ရဖုံကြီးလားမသိဘူး ကျုပ်ကတော့ကျုပ်တို့ရဲ့သာဗရဖျားသခင်ကိုပဲယုံကြည်တယ်။သို့တော့ကျုပ်ဒီတိတ်တရဂေါရမရဲ့တတိသနနီးသနစ်ကိုကျင့်သုံးနေသည့်အတွက်ကြောင့်ဘုရားဘာသာကိုပဲကပတ်အကောင်းဆုံးဘာသာအဖြစ်မဲပေးလိုက်ပါသည်ဆိုပြီးတော့သူကိုယ်တိုင်ပြောခဲ့တာဖြစ်ပါ။နော်။အခုကဘာပေါ်မှာရှိတဲ့လူဦးရေတိုးတက်နေတော့လူဦးရေ900ရာခိုင်နှုန်းကဘုရားဟောကြားတဲ့ ဟိုမင်္ဂလာဆိုတဲ့ဟာတွေကျင်သုံးနေတယ်ဆိုတာကိုပေါ်လီမာတွေသွေးပြီးတော့သူတည်နာတစ်ခုပြထားပါတယ်38ပြမင်္ဂလာမှာရှိတဲ့အချက်လက်တွေရဲ့900ရာခိုင်နှုန်းကိုတိုးတက်နေတဲ့လူတွေကဗုဒ္ဓဘာသာမကိုးကွယ်တော့လည်းပဲကျင်သုံးနေတယ်ဆိုတဲ့အဆိုတရက်ကိုလည်းတွေ့ထားပါတယ်